Good day to my fellow students. My name is Modu Jo. I am here to discuss the topic of Review 4. သင်ခန်းစာတွေအားလုံးပြီးသွားပြီဆိုတဲ့အချိန်မှာဒါ unit 10ကနေပြီးတော့မှ unit 10 11 12ဒီ၃ခုကိုပြန်ပြီးတော့ဆက်စပ်ဖို့အတွက် review 4လေးကိုထပ်ပြီးတော့မှထည့်ပေးထားတယ်ဒီမှာဆိုလို့ရှိရင်ပထမဆုံးနံပါတ် A မှာ complete the sentence with the correct word given the bracket bracket ထဲမှာစာလုံးနှလုံးပေးထားတယ်မှန်အောင်ရွေးပြီးတော့ဖြည့်မယ်ဆိုတော့ဆက်တူတူကြည့်အောင် this monthly newsletter is very newsletter လာစဉ်ထုတ်တဲ့ရင်းစာဆိုတော့အတွက်ကြောင့်မလို့ very informative ပဲဖြစ်မှာပေါ့နော် arrange the chairs and you shape arrange the chairs and you shape ထိုင်ကုန်းလေးကိုယူပုံစံမျိုးစီထားမယ် so that the student can ကျောင်းသားတွေတယောက်နဲ့တယောက်ဆိုတော့အပြန်အလှန်ပြောဆိုဆက်ဆံမယ် interact easily with one another ဖြစ်သွားမယ် teachers use useful aid to make the lesson more interesting ဆရာဆရာမတွေကတခြားသောအကူအညီတွေကိုယူပြီးတော့သူတို့ရဲ့သင်ခန်းစာတွေကိုပို့ပြီးတော့မှ interesting ဖြစ်အောင်စိတ်ဝင်စားအောင်ရေးပြီးတော့ကျောင်းသားတွေပို့ပြီးတော့နားလည်အောင်ဆိုတော့ comprehensible ပေါ့ This novel has been ဒီဝတ္ထုကိုဘာသာပြန်ပဲ translated into several languages ဘာသာစကားအများကြီးကိုဘာသာပြန်ပဲ as it attracts more attention ပါလို့လက်ကဘာလုံးကစိတ်ဝင်စားလို့ Dolphins produce ဘိုင်နေကလင်းပိုင်တွေက အတန်တွေထောက်တဲ့ sound such as whistles and screeches နော်သူညီးတန်လေးလေချွန်တန်မျိုးတွေဒါတွေထောက်တယ် to communicate with one another တောင်းနေတောင်းတကောင်နဲ့တကောင် to communicate လုပ်ဖို့ပေါ့နော်ပြောဆိုဆက်ဆံဖို့အတွက် a slum area slum slum ဆိုတာကတော့ဒီနေရာမှာဆိုရင်တော့ဒါကျူးကျော်တဲ့ပုံစံမျိုးပေါ့လူတွေအရင်ပြုတ်တိတ်ကြက်ညက်ပြီးတော့နေတဲ့နေရာမျိုးပေါ့ကျူးကျော်ရက်ွက်တွေမှာဒါမှမဟုတ်လဲစင်ကြီးဖုံးနောက်မှာတော်တော်ဟွာဖြစ်တဲ့ အခြေခံလူရင်းစားတတော်များတဲ့နေရာမျိုးပေါ့လေအဲ့လိုနေရာမျိုးမှာ where people are packed like sardines နော် sardines ကငါးတဲ့တာဘူးတွေထဲမှာငါးတွေဖိတိတ်ထားတယ်အကျူကျော်ရက်ွက်တွေဆိုလို့ရှိရင်လူပုံစံတိုင်းမှာနေရာလဲချင်းချင်းလေးလေးမှာတဲရင်လို့တဲတသာအင်္ဂလိပ်နဲ့ပြစ်တိတ်ကြက်ညက်နေတာမျိုးဒီလိုနေရာတွေသည် can lead to the outbreak of flu အဖျားယောဂအဖျားယောဂပေးဆိုတော့ epidemic ပေါ့ဘာလို့ဆိုသူ့နေရာလေးဆိုဒီရက်ွက်ဆိုတရက်ွက်ထဲမှာပြန်အောင် pandemic ဆိုတော့တကဘာလုံးပြတ်လာဆိုတော့အဲ့ဒါမပြောဘူး epidemic ပဲပြောတယ်။ On here is our brother unity dad. No, antimic. Sorry, sorry. Number 7ပြန်စားလိုက်မယ်နော်။ On hearing of her brothers antimly death အတူအကိုရဲ့နောက်ဆုံးသိရတာကိုသူသိသွားတဲ့အချိန်မှာ she became ညနာဖြူပဖြူဖြစ်သွားမယ် white face ပေါ့နော် as he could not sleep well ကောင်းကောင်းအိပ်လို့မရတဲ့အခါမှာ the doctor ဆရာဝန်ကဆေးညှို့မဲ့ prescribe ပဲဖြစ်မှာ ဟုတ်ပြီနံပါတ် B မှာကြတော့ to in order not to so that ဆိုတော့ to နဲ့ so that နဲ့အရင်ဆုံးဘာခွာတဲ့ဆရာပြန်ပြီး record ခေါ်ရမယ်ဆိုလို့ရှိရင် to ဒီနောက်က phrase ပဲလိုက် so that ကတော့ subject verb အတွဲ for sentence လိုက်တရားနှစ်ခုမှတ်ထားမယ်အဲ့တော့နောက်ကအဓိပ္ပာယ်နဲ့ရှေ့အဓိပ္ပာယ်ဆက်ညပ်ပဲဖြစ်နေတော့ not အဓိပ္ပာယ်ပေါ့မှာပေါ့မပါရင်တော့ဆက်တော့ not ကိုထည့်ပြီးတော့စဉ်းစားစရာမလိုဘူးဒါပါပဲ ဒီမှာဆိုရင် you should revise your lesson lesson တွေကိုပြန်ပြီးတော့လေ့လာသင့်တယ်နောက်က subject verb မဟုတ်တော့ to in order not to တော့မဟုတ်တော့ဘာလို့လဲဆိုရင် able to do well in the exam ဆောင်းပါးမှာအခြေအနေကောင်းဖို့ဆိုတော့အဓိပ္ပာယ်ဆက်ကျင်မှာမဟုတ်ဘူးဆိုတော့ to ပဲဖြစ်ရုံပဲ I have made some sandwiches sandwich တချို့လုပ်ထားတယ် subject verb အတွဲလာတယ်ဘာမှစဉ်းစားချင်မလို့ဆိုတတ်ပဲ I set the alarm for 5 o'clock ၅နာရီအလမ်းပေးထားတယ် oversleep ဆိုတော့အလွန်ကျူးအိပ်တာ အဓိပ္ပာယ်စံချက်ပါဖြစ်နေပြီလွန်ကျိုးမအိပ်ဖို့ in order not to oversleep ဖြစ်သွားမှာပေါ့ a ship carries lifeboats သင်္ဘောဒီအတက်ကဲလှေတွေကိုတဲတယ်ဘာလို့လဲ the crew and passenger the crew ဆိုတော့သင်္ဘောသားတွေရဲ့ passenger တွေရဲ့ can use them in case of emergency အရေးပေါ်အခြေအနေမှာသုံးဖို့ဆိုတော့ဒီမှာ subject verb အတွဲဖြစ်တဲ့အတွက်ကြောင့်မလို့ so that ဖြစ်သွားပြီ we learn english ဆရာတို့တို့တပီအင်္ဂလိပ်စာကိုအတူတူလေ့လာကြတယ်ဘာလို့လဲ communicate communicate လုပ်ဖို့ subject verb အတွဲမဟုတ်ဘူး verb တန်းပြီးတော့လာနေတယ်ဆိုတော့ so as to ပေါ့ဘာလို့ in order not to မဟုတ်တာလဲ communicate လုပ်ဖို့လေ communicate မလုပ်ဖို့မဟုတ်တာဒါပေမဲ့စန့်ကျင်ဘာမှမဟုတ်တာဆိုတော့ဆရာတို့က so as to ပဲဖြေရမယ်ပေါ့နမစီမှာဆိုလို့ရှိရင် relative pronoun ပေါ့နော် relative pronoun who which that whose whom when where ါဓာရီတွေကအဖြေမှန်ကိုစဉ်းစားပြီးတော့ဖြည့်ပြီးရုံနဲ့ပါမှာခက်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 မဟုတ်တော့ဆက်ထားခဲ့လိုက်တော့မယ်နံပါတ်ဒီမှာကတော့ phrasal verb ၅ခုပေးထားတယ်အောက်ကကွက်လန်၅ခုမှာဖြည့်ရမယ်ဆက်စပ်ထားလေးတူတူလုပ်ကြည့်အောင် day work ကဂိုင်းတွေတယ်ဖြည့်ရှင်းတယ်လူတချို့နဲ့ဆိုဆက်ဆံနေလို့ဆိုရင် day work ကိုသုံးတယ် hang out အတူတူလျှောက်လဲတယ် set up season နဲ့ bring back ပြင်လာတယ်ပြီးတော့ရှင် get together get together ဆိုတာစုစည်းတယ်တီထောင်တယ်ဖန်တီးတယ် my old friends and i မဆွေဟောင်းနေတဲ့ငါက will blank at a restaurant on new year's eve new year's ဒါအကြုံနေ့မှာ new year အကြုံနေ့မှာဆိုတော့ရှောက်နေမှာပေါ့တွားပြီးတော့မှလဲပြီးတော့တွားပြီးစားတော့မှာပေါ့ hang out ဖြစ်မှာပေါ့ that's this photo ဒီတပ်ပုံက blank any memories of the first day at school ကျောင်းပထမဆုံးတက်တဲ့နေ့ရဲ့ memory တွေပြန်ခေါ်လာတယ်ဆိုတော့ bring back ဖြစ်မှာပေါ့ we used to blank very often until last year ဘာဖြစ်လဲဆိုတော့မသိသေးဘူးစัจကြည့်တယ် but now we are too busy to each other အခုတော့တနေ့တောက်တွေ့ဖို့တော့အရင်လောက်ရှုပ်နေပြီဆိုတော့အရင်တော့ကတော့အတူတူကွာပေါ့ get together အတူတူကွာပူးပေါင်းပြီးတော့မှတွေ့လေးရှိတာပေါ့အတူတူကွာပူးပေါင်းလေးရှိတယ် we used to get together ဖြစ်မှာပေါ့ is this the first time for the new waiter to blank some complaints about the food waiter အစ်စ်ကပထမဆုံးအချိန်အစားဆုံးနဲ့ပတ်သက်ပြီးတော့ complaint တွေကိုဖြေရှင်းရတယ်ဆိုတော့ဒီ with. He left work and a few years later, လောက်ကနေထွက်တယ်။နှစ်အနည်းငယ်ကြာမှတော့ he blank his own software company သူရဲ့ကိုယ်ပိုင် software company ကိုတည်ထောင်နေဖန်တီးတယ်စတင်တယ်ဆိုတော့ဒါအောင်ဆရာတို့က set up ပေါ့နော်။အဲ့လိုမျိုးဆရာတို့ဖြေလို့ရတယ်။ဆိုတော့ဒါတွေပြီးသွားပြီဆိုလို့ရှင်တော့ဒီသင်ခန်းစာကိုတော့တမီးတို့နားလည်သဘောပေါက်မယ်လို့ဆရာယုံကြည်ပါတယ်။ဒါတမီးတို့ကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာ က်လက်လေ့လာနိုင်ပါတယ်